အင်တောင်သား၉နှစ်ပြည့်မှာခင်မုန်းစီကရွှေငါးဘိတ်တာတန်ဆွဲကြိုးရထားကြောင်းအခုလိုထုတ်ကြွလာတဲ့မိုးယူဆန်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မြန်မာစတာဘေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် မင်းသမီးကျော်မိုးရွဆန်ကသူ့ရဲ့ကိုးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှန်းနေ့မှာခင်မုန်းတဲ့ဖြစ်သူကိုစွမ်းသူမိုးစီကနေဘသူမှမထင်မထားလောက်အောင်တဲမူးကြီးမတဲ့လက်ဆောင်ကြီးတစ်ခုကိုရရှိခဲ့ရပါ။အဲဒီလက်ဆောင်ကတော့ရွှေစစ်စစ်လေးကျင်ရွှေ၅ဘိတ်တာတန်ဖိုးရှိတဲ့ရွှေဆွဲချိုးကြီးဖြစ်တယ်လို့သိရပါတယ်။ဘိတ်တာ၅ဘိတ်တာဆိုတာကရွှေကြတာ900နဲ့ညီမျှတဲ့ပမာဏဖြစ်လို့ဒါဟာလုံးဝကိုမနှင်းလာတဲ့ပမာဏကြီးတစ်ခုပါ။ ။ပို့ပြီးတော့အင်ရောစရာကောင်းတာကအားကျစရာကောင်းတာကတော့အဲ့ဒီဆွဲချိုးကြီးရဲ့ဒီဇိုင်းမှာပဲသူကရွှေတွေကိုပလင်းလုံးလေးတွေလိုမျိုးလုံးလုံးလေးတွေဖြစ်အောင်တည်ကုန်းထားတာဖြစ်ပြီးအရင်ရွှေလုံးတစ်လုံးချင်းစီရဲ့အလေးချိန်ကရွှေတစ်ချက်သားအတိရှိတယ်လို့သိရပါဗျ။တစ်ချက်သားအလေးချိန်ရှိတဲ့ရွှေလုံးပေါင်း900ကိုတီးထားတဲ့ဆွဲချိုးကြီးကတော့ဘလောက်ထောင်ကြီးကျယ်ခန့်နာပြီးတန်ဖိုးကြီးလိုက်မလဲဆိုတာသိတာပါဗျ။ ဒီလိုလက်ဆောင်ကြီးကိုရရှိခဲ့တဲ့မိုးရွာဆန်တယောက်တော်တော်လေးလည်းပျော်ရွှင်ကြည်နူးနေရပါဒီလိုကံကောင်းလို့နဲ့မိုးရွာဆန်ဆိုတာကတချိန်ကပြိသက်တွေရဲ့အချစ်တော်မင်းသမီးလေးဖြစ်ခဲ့တာပါသူမကအနုပညာလောကတွေကိုမိုးရံထီဆိုင်ကစင်းပါတဲ့အလှမယ်ပြိုင်ပွဲကနေ Miss မိုးရံဆုကိုရရှိခဲ့ပြီးတော့စတင်ဝင်ရောက်လာခဲ့ရဖြစ်ပါတယ် အရင်နောက်မှာတော့မိုးရွှဆန်ဟာအနုပညာလောကမှာချက်ချင်းဆိုသလိုနေရာတနေရာရရှိခဲ့ပါတယ်။မိုးရွှဆန်ကအရင်အမောင်းခန္ဓာကိုအချိုးအစားအလားပါကပြည့်စုံလွန်းသလိုသူမရဲ့မျက်နှာလေးကလည်းတခြားမင်းသမီးတွေနဲ့မတူပဲချက်စရာကောင်းတဲ့ဂျပန်မလေးတယောက်လိုကြီးလိုက်တိုင်းမှာအေးချမ်းပြီးတော့ချက်စရာကောင်းနေကြကြောင်းပရိသတ်တွေအထူးသဖြင့်ပုရိသပရိသတ်တွေကအရင်ကိုချစ်ခင်အားပေးခဲ့ကြရတာပါ။ဒီလိုမျိုးအနုပညာလမ်းကြောင်းပေါ်မှာပရိသတ်အခိုင်အမာနဲ့အောင်မြင်မှုအကြီးကျယ်ရရှိနေတဲ့အချိန်မှာမိုးရွှဆန်ကခင်မောင်းတဲ့ဖြစ်သူကိုစွမ်းသူမိုးနဲ့လက်ထပ်ခဲ့ရပဲဖြစ်ပါ ါတယ်။ဒုမရဲ့ခင်မုန်းတဲ့ကိုစွမ်းသူမိုးကတာမန်လူတရားမဟုတ်ပါဘူး။ပြည်သူတို့သိတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ထိတ်တန့်စည်းဝိုင်းလုပ်ငန်းရှင်တတိကြီးတယောက်ဖြစ်ပါတယ်။ကိုစွမ်းသူမိုးဟာ MAI လေးချောင်းလိုင်းရှယ်ယာရှင် KBZ ဘဏ်နဲ့အကျိုးအတူလုပ်ငန်းတွေလက်ချောင်းကိုပိုင်လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားပါတယ်။ဒီလိုမျိုးချမ်းသာကြွယ်ဝတဲ့တတိကြီးရဲ့ဇနီးတယောက်ဖြစ်လာတာနဲ့အမျှမိုးရွှဆန်ကိုလက်ထပ်ပြီးတော့အဲ့ဒီအချိန်ကနေစပြီးအခုချိန်ဒီဘာတခုမှလိုလေသေးမရှိအောင်ဘယင်မှာတပားလိုတက်မိုးထားပြီးတော့ဂယုစိုက်တာကိုတွေ့ရပါတယ်။မိုးရွှဆန်ကတော့အိမ် ထောင်ပြူပြီးနောက်မှာသူမဝါသနာပါတဲ့အမှုပညာလုပ်တွေကိုလုံးဝရန်နာလိုက်ပြီးတော့ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်ကိုပြုစုပြုထောင်ရင်းနဲ့မိသားစုဘဝလေးကိုအချိန်ပြည့်ပေးနေရဖြစ်ပါတယ်။ခင်မုန်းတွေကဘလောက်ပဲကြွဲပွားချမ်းသာပြီးအလုံများနေရဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပါစေ။ဇနီးပေါ်မှာအချက်တွေရော့ကြမသွားတဲ့အပြင်အခုလိုအိမ်ထောင်သက်၉နှစ်ပြည့်မှာတောင်ရွှေ၅ဘိတ်သာရန်ဆွဲကြိုးကြီးလက်ဆောင်ပေးသေးရဆိုတော့တကယ်ကိုသားရပြောရွှင်တဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်ပါတယ်။လူမှုကွန်ရက်ပေါ်ကပရိသတ်တွေအထူးသဖြင့်အမျိုးသမီးပရိသတ်တွေကမို ရွံ့ဆန်ရဲ့ကံကောင်းခြင်းကိုအရန်ကိုအားကျနေရတာဖြစ်ပါတယ်။ငွေကြေးအချစ်သားသမီးယတနာအလုံးနဲ့ပြည့်စုံနေတဲ့သူမရဲ့ဘဝကိုအိမ်ထောင်ရေးကံအကောင်းဆုံးမင်းသမီးလို့တညီတညွတ်သေးသတ်မှတ်နေကြပါပြီ။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေနေနဲ့တချိန်ကဂျပန်မာလေးလိုချစ်စရာကောင်းပြီးပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့တဲ့အခုတခါမှာတော့အိမ်ထောင်ရေးကံမှာအထူးကောင်းမွန်လို့နေမိုးရွံ့ဆန်ရဲ့ဘဝလေးကိုအားကျမိကြပါသလား။သူမရရှိခဲ့တဲ့ဒီရွှေငါးဘိတ်သားတဲ့လက်ဆောင်ကြီးပေါ်မှာဘလို့ထင်မြင်မိလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ် ညာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။